အလုံးမဲမင်္ဂလာပါရှင်ရွှေတင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့အော်တိုဘလာ30ရက်နေ့မနက်9နာရီတွင်စူပါတိုင်ဖုန်းမုန်တိုင်းကြီးတစ်လုံးသည်တောင်တရုတ်ပင်လယ်သို့ဦးတည်လာမည်ဟုခန့်မှန်းရပါတယ်ထိုမုန်တိုင်းကြီး၏အမည်မှာကလမဲကြီးဖြစ်ပါတယ်မုန်တိုင်းကြီးအစပြုရာမှာဖိလစ်ပိုင်ပင်လယ်အရှေ့ပိုင်းတွင်ယနေ့စတင်ဖြစ်ပေါ်လာနေသည့်68ပြီးလေဖြာအနေရဲ့ဝင် Invest 98B ဖြစ်ပါတယ် ၎င်းသည်နောက်ရက်များတွင်ပုံမှန်အားကောင်းလာပြီးအချိန်တိုတွင်အလွန်အားကောင်းသည့်စူပါတိုင်ဖွန်မွန်90ဖြစ်ပြောင်းလဲလာမည်။ကမန်ချီအဖြစ်နိုဘာလာကူရဲ့နေတွင်လေပြင်း194မိုင်နှုန်းနှင့်ဖိလစ်ပိုင်အလယ်ပိုင်းကိုတိုက်ခတ်ဖျက်ဆီးပြီးတောင်တရုတ်ပလဲသို့ဝင်ရောက်လာမည်တောင်တရုတ်ပလဲသို့ဝင်ရောက်ပြီးရဲ့နောက်အင်အားအနည်းငယ်ပြန်ကြကာလေပြင်း132မိုင်ခန့်တိုက်ခတ်ပြီးဟောင်ကောင်ကိုဦးတည်လာမည်နိုဘာလာ12ရက်နေ့တွင်ဟောင်ကောင်အရှိတ်ဘက်ကန်ချီအရောက်ရောက်ရှိပြီး ထိုင်ဝမ်ရေလက်ကြားဘက်သို့ပြန်ကွေသွားမည်။နိုဝင်ဘာလ23ရက်နေ့တွင်မူအားပြော့ပြက်ပြဲသွားမည်ဟုခန့်မှန်းရပါသည်။မှတ်ချက်ရဲဝေးသည့်အတွက်မုန်တိုင်းဤလန်ချောင်းနှင့်အင်အားတို့သည်အနှိမ်ငယ်ပြောင်းလဲနိုင်ခြေရှိပါသည်တယ်။ဆက်လက်ပြီးမုန်တိုင်းလက်ကျန်မှုတဲထန်ဆွာရသွင်းခြင်းကြောင့်မြေကြီးချင်းတရီပေးချက်များနှင့်မြေချင်းများကိုပြောပြပေးသွားပါမည်။ယနေ့30ရက်စလ2025ရက်နေ့နနက်6:00ခွဲအချိန်တိုင်းတာချက်မြေအခြေအနေတင်ပြပေးလိုက်ပါတယ် မြစ်ကြီးနားမြင့်ရင်တလမခန်ထက်ကြောင့်မိကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့ဤမိကမြင့်ဆုံးဘူးချင်း33.8ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးဘူးချင်း22.5ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်မြစ်ကြီးနားမြင့်သည်ဆွေရင်မတ်800စင်တီမီတာတို့ရောက်ရှိရန်900စင်တီမီတာ29ဘေးခွဲကြောခန့်အလူရင်ရောက်ရှိနေပါသည်အီယော်တီမြင့်အထက်ပိုင်းမှာမူဟာနေငယ်မှအတင်းတင်းရှိနေပါသည် ရန်ဖယံခအရာဝတီမြစ်စုံထပ်ပိုင်းမှာနေရာကွက်၍မိုတဲထန်ဆွာရသွင်းခြင်းများကြောင့်မြစည်းနားမြေကြားဆင်းနေရာမှာပြတ်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အရာဝတီမြစ်အထက်ပိုင်းမေခါမြင်းနဲ့မလိခမြဝန်ဒေသများမှာမိုးတိမ်တာဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အရာဝတီမြစ်ကိုတခြားနဲ့ချင်းနစ်မြစ်ကိုတခြားမြကန်းနီမြင်းနေဒေသများနဲ့မြင်းလူကျများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလောက်သားများ အယဝတီမြင့်ကြီးကိုအမိဖြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်စနေမြေချင်းနေခန္ဒီမြေရင်တလမခန့်ထက်ကြောင့်မိခညနေမှ12နိုင်တွင်မုံရမြေရင်တလမခန့်ထက်ကြောင့်မိခညနေမှ12နိုင်တွင်ချင်းနေမြေတဲကြပုံမှန်ဒီထိုင်းခန့်မှာရှိနေပါမယ်ထုကဲမြေကြီးနိုင်တဲ့ချင်းနေမတွေ့ရှိသေးပါရှင်ခန္ဒီဟုံမလင်းဖောင်ပြင်းနေမော်လိုက်မြေတို့မှာပြပြချင်းဆက်လက်ကြာဆင်းနေပါသည် ကလေးဝမင်းကဲကနေနဲ့မိုးရွာမြို့မြီတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အေယာဝတီမြို့ရဲ့ချင်းနေဗမောရှေကူကတာထီချိုက်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြို့ရဲ့ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မြင်းမူပခုတ်ကူညာဦးကျောင်းနဲ့မင်းမူမြီတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သားဟင်္ဒရာနှင့်ဇလုံးမြေရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အေယာဝတီမြေမြင့်တက်မှုကို24နိုင်ဆောင်ချီတင်ပြပေးနေပါရရှင်။ ်ထူခြားမှုရှိလားလဲအချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးပြည်ပြင်းများမှထူခြားသည့်မိုးလေဝသအခြေအနေများကို တင်ပြပေးပါမယ်။ဒီကနေ့အော်တိုဘလာ30ရက်နေ့နံနက်ပိုင်းတွင်ပြည်နယ်နိုင်ငံတောင်ပိုင်းကရင်ရန်ဒေသအနီးမှာလေပွေလိုင်းသည်အနောက်ဘက်ထိုင်းပင်လယ်ကွေ့တွင်သို့ဆက်လက်ရွေ့လျားပြီးအော်တိုဘလာ31ရက်နေ့ညပိုင်းတွင်မြင်းမြို့တောင်ဘက်မှပြတ်တန့်၍ကပလီပလဲသို့ဝင်ရောက်လာနိုင်ပါသည်။ထိုမှတက်စင်အနာမြဘက်သို့ဆက်လက်ရွေ့လျားပြီးနိုဝင်ဘာလ1ရက်နေ့နနက်တွင် ကုကုကျွန်းတာမန်မာတက်စင်မင်္ဂလာပလင်အော်အရှိလေပိုင်းတို့ဆက်လက်ရွေးလျားရရှိလာနိုင်ပါမည်။ဒီပွေလိုင်းသည်ပုံမအားကောင်းလာနိုင်ပြီးအယောဒီတိုင်းအနောက်ဘက်ကံယူတဲ့အနီမှာစောင့်ကြည့်ရမည့်လေပွေလိုင်း Invest System တစ်ခုဖြစ်လာနိုင်ကြောင်း ECMWF Iconic GFS model များမှစတင်ခန့်မှန်းမှာတွေ့ရပါသည်။အိန္ဒိယနိုင်ငံ Indra Pradesh ကံချီကိုဖြတ်ကျုံရောက်ခဲ့တဲ့ Cyclone Monsoon မွန်တိုင်းရဲ့အကျဉ်းချက်တွေသည် ညဘက်ကိုဆက်လက်ရွေးလျားပြီးနောက်6နိုင်အတွင်းမှာကုန်နှင်းလေဖြစ်အားနေရဝင်ဖြစ်အပြတ်သွားနိုင်ကြောင်းအိန္ဒိယမူလဝသဌာနကခန့်မှန်းထုတ်ပြန်ထားပါတယ်။ ECNWF Icon နဲ့ GFS model ဇူတင်ခံမှန်းချက်များအရနိုဝင်ဘာလ3ရက်နေ့လီယန်နီတွေမှာဘင်္ဂလားပလယ်အော်ရှိလဲပိုင်းတွင် ဖြစ်ပေါ်လာနိုင်သော APR နေရဝင်ကြောင့် ရခိုင်ပြည်နယ် EOD တိုင်းနဲ့မွန်ပြည်နယ်သတင်းစာရိုက်တိုင်းတို့ရဲ့ကင်ရက်ဒေတာတွေမှာမိုးများနိုင်ပြီးခုနှစ်ရက်တွင်မူရေးချင်းသုံးလမ်းမမလီလမ်းမထက်ထိရွာသွင်းရရှိနိုင်ကြောင်းခံမှန်းထားပါတယ်။ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတွေမှာခုနှစ်ရက်တွင်မူရေးချင်းနှစ်လမ်းမနီးပါးမှာသုံးလမ်းမနီးပါးထိရွာသွင်းရရှိနိုင်ပြီးနေရာကွက်၍မိုးသည်ထန်နိုင်တာကြောင့်အောက်တိုဘာလ30ရက်နေ့မှနိုဝင်ဘာလ5ရက်နေ့ထိခုနှစ်ရက်တာကာလအတွင်းမှာရိတ်သိမ်းပြီးစပါးများနေလန်းခြင်းပေးဆိုင်တောင်သူများ ပယ်မျိုးကျဲခြင်းများကိုမိုးလေခြေနေကြည့်၍ကျူဆိုင်ဆောင်ရွက်ကြပါရန်တိုက်တွန်းလိုပါသည်ဆက်လက်ပြီးမနက်ဖြန်မိုးလေသားခြေနေဘလို့ရှိမလဲဘင်္ဂလားပလင်အော်မှာဘာဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ကြရအောင်2025ခုနှစ်အောက်တိုဘာလ30ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရဘင်္ဂလားပလင်အော်ချိန်နေကပလီပလင်ပြင်ဘင်္ဂလားပလင်အော်ရှိလဲပိုင်းနဲ့အရှိတောင်ပိုင်းတို့တွင်တိမ်သင်တဲ့မှတိမ်ထူထန်းနေပြီးကျန်ဘင်္ဂလားပလင်အော်တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည် မနက်ဖြန်နံနက်ထိခမ်းမန်းချက်စကိုင်းတိုင်းဒေသကြီးအပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်တိမ်ထင့်တဲ့ဖြစ်ထွန်းပြီးသတင်းတိုင်းတိုင်းဒေသကြီးတွင် နေရာအနှံ့ပြရန်ကုန်တိုင်းဒေသကြီးအေအိုဒီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ရွာရဲရောင်းဖြစ်ဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မန္တလေးနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်။ ဖကုနေရာကွက်ကြားမှုထစ်ဆောင်ရမည်။မကွေတိန်သိမ့်တင့်ဖြစ်ထွန်းပြီးနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါသည်။ဟုံမလင်းနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါသည်။မုံရတိန်သိမ့်တင့်ဖြစ်ထွန်းပြီးပတ်သိမ့်နေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဓာဝဲမှုတစ်ချိန်နဲ့ချိန်ထစ်ဆောင်ရမည်။ပြည်ကြီးနာနေရာကွက်ကြားမှုထစ်ဆောင်ရမည်။လိုက်ကောနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါသည်။ဖအန်းနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ဟာခာနေရာကွက်ကြားမှုထစ်ဆောင်ရမည်။ မော်လမြိုင်နေရာကွက်ကြားမှုထစ်ဆောင်ရမည်စစ်တွေနေရာကွက်ကြားမှုထစ်ဆောင်ရမည်လာရှိုတိန်သိမ့်တင့်ဖြစ်ထွန်းမည်တောင်ကြီးနေရာကွက်ကြားမှုထစ်ဆောင်ရမည်ဆိုင်းတုံတိန်သိမ့်တင့်ဖြစ်ထွန်းမည်နေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါသည်မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေသတင်းဆိုင်တိုင်းဒေသကြီးတွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ဆောင်ခြင်း မိုးချိုပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မူတည်ကြခြင်း။စသည့်မူလသားဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကျိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေရာတွင်ခမန်းချံနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အယောက်တီတိုင်းဒေသကြီး၊တရင်တိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံပြမှုထစ်ချောရနိုင်ပါသည်။နေပြည်တော်နှင့်ဤတဝိုက်တွင်မနက်ဖြန်နယ်ထိခမန်းချံ ဖျားကွက်ကြမူတီချုံရမြီရွာရရနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတော်အတွက်မနက်ဖြန်နဲ့ထိခမ်းမန်းချက်ဖျားကွက်ကြမူတီချုံရမြီရွာရရနှုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတော်အတွက်မနက်ဖြန်နဲ့ထိခမ်းမန်းချက်ဖျားကွက်ကြမူတီချုံရနိုင်ပါတယ်။ရွာရရနှုံး60ဖြစ်ပါတယ်။နောက်ဆုံးအနေဖြင့်ပလဲပြင်းခီးသွားများအတွက်မလို့သားခမ်းမန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပလဲပြင်း ပြဝချမမုဒမခွေဝန်တင်းထိုင်ကန်ရန်တရှာနေကလွန်ပလဲပြင်းတို့တွင်တခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးပိုင်ကြီးနိုင်ပါသည်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြင်းပြင်းလေသည်တနအိလျင်မိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါသည်လိုင်းမြင့်မှာမြဝချမမုဒမခွေဝန်တင်းထိုင်ကန်ရန်တရှာနေကလွန်ပလဲပြင်းတို့တွင်ကိုးပေမှ7ပေခန့်ရှိနိုင်ပါသည်ရခိုင်ကန်ရန်တျှောက်နဲ့ကယ်လွန်ပလဲပြင်းတို့တွင်တခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းသင်းအင်းတဲမှလိုင်းကြီးနိုင်ပါသည် မိုးတက်လီပြင်းကြစဉ်ရေပြင်းမြပြင်းလေးသည်တနားရီလျင်25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြစ်မှာရခိုင်ကဲရင်တခြားနှင့်ကဲလွန်ပလဲပြင်းတို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည်။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားစမ်းမရှင်လန်းကြပါစေရှင်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါ